ဟုတ်ကဲ့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါဗျဒီ sales ကဒီသူလုံးမဲ့ရွှေကောက်ပွဲလဲနီးလာပြီဆိုတော့ဒီ web တနေ့တနေ့ပေါ့နော် web ဖဲတွေတစားစားထွက်လာတယ်ပေါ့လေအာပြီးတော့တနေ့ကဒီ BBC ကသတင်းတက်လာတဲ့ဟာမှာဆိုလို့ရှိရင်ဒီပိုချုပ် online တွေကဒီကြံဖွန့်ကနေကွင်းရွှေကောက်ပွဲဝင်မယ်ဆိုတဲ့ဟာမျိုးတွေပြီးတော့ဒီနေ့ပဲသတင်းထပ်တက်လာတာကဒုတိယပိုချုပ်ကြီး ကိုယောက်ကိုအနာပေးလိုက်တာမျိုးတွေပေါ့နော်ဒီလူတွေကလည်းဒီအလကားအနာယူလိုက်တာမဟုတ်ဘူးလို့ထင်တယ်ပေါ့လေယူနီဖောင်းချုပ်ပြီးတော့ရွှေကောက်ပွဲဝင်မလို့တော့ယူစားတယ်ပေါ့နော်ဆိုတော့အဲဒီလိုမျိုးလှည့်ကွက်တွေအပြင်ပေါ့လေတခြားပါတွေထုတ်သုံးလာနိုင်ပွဲရှိအောင်မလဲရှင်ဟုတ်ပါတယ်ဒီစစ်ဘိုလ်ချုပ်တွေဝင်ကြီးတွေကိုကြန့်ခိုင်ရဲထဲလိမ့်မယ်ပြောရရင်မြမစစ်အုပ်စုကအစင်လာရတော့သူကသူ့သူ့ဟိုကစစ်အုပ်စုကိုပဲယုံတယ်ဒါအခုမှမဟုတ်ဘူး ဟိုးရင်ပေါ်ချုပ်ကြီးနေဝင်လက်ထက်နော်နောက်တော့လည်းဥနေဝင်တစ်ဖြစ်လဲသွားတာပေါ့အဲ့တုံးကလည်းသူ့ရဲ့တခုတည်းသောပါတီဒီမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရှိတဲ့အချိန်မှာအဲ့ဒီပါတီဝင်နေတဲ့မှာတော့မှအကြတသက်သက်နိုင်ငံရေးသမားတွေကိုမယုံနော်ဘာဖြစ်လို့သူကဒီသူ့ပါတီတည်းဝင်လာပြီးတော့ဝင်ခွေမှာပေါ့နော်သူ့အာဏာပြိုင်မှာအာဆိုးတာပေါ့အဲ့ဒီတော့ဒီလိုမျိုးဟိုစစ်တပ်ကလူတွေကိုထိုးထိုးထည့်တယ်ဘောင်းမီဝတ်တွေကိုထိုးထိုးထည့်တယ် နောက်တစ်ဖက်မှာလည်းဘူတန်းရွှေလက်ထက်ကစပြီးဖြစ်လာတာမြန်မာစစ်တပ်ကအစမတန်တိုးချဲ့ရတိုင်းပြည်နဲ့ပြောရရင်တော့တိုင်းပြည်လုံးနဲ့တိုက်နေရတဲ့အချိန်ဆိုတော့သူကစစ်တပ်ကိုအစမတန်တိုးချဲ့တိုးချဲ့တယ်အဲ့ဒီဟာတွေရဲ့လူတွေလဲနေအောင်လုပ်ရတာနောက်ဒီစစ်ဘိုလ်တွေကလည်းသူတို့မသေးခင်စัจကြာစီးစိမ်နေမြဲကြဖို့ຢာရူးနေရာ เนาะပါတီပါတီလိုင်းမှာဆိုလဲပါတီလိုင်းနဲ့ကနေပြီးတော့ဝင်ယူပေါ့အဲအဲ့ဒါမျိုးတွေလောက်ကြ။ဗိုလ်ချုပ်မှုကြီးတန်းရွှေခေတုံက2010ရွေးကောက်ပွဲမှာစစ်ဗိုလ်ချုပ်တွေကိုတက်ကနေအငိမ့်စာပေးပြီးတော့ကြံခံရရန်တဆင့်အော်ဝင်သွားတာဥပမာတတိယနေ့ဒီညစ်ကုတ်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေကစပြီးတော့ကာဆာထာမှုတိုင်းမှုတွေဒီအကုန်ဒါရွေးကောက်ပွဲဝင်ကြ။နောက်2015ရွေးကောက်ပွဲမှာလည်းညစ်ကုတ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးလာထေဝင်း ငါဆလို့ကာစားထားမူတိုင်းမူတွေရွေးကောက်ပွဲဝင်ရအခုမင်းအွန်လိုင်းလက်ထက်မှာဒီတိုင်းပဲမင်းအွန်လိုင်းကတရုတ်ခီးစင်မသွားခင်မှာတက်ကအရာရှိတွေရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမရှိ အပိသက်စရင်တောင်းရတာအဲ့လိုမျိုးတောင်းလာလို့ရှိရင်ကျွန်တော်တို့မလုပ်ပြရစေနဲ့လို့ငင်းရတာလည်းခက်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အော် तू အလိုအတိုင်းမလုပ်လို့ရှိရင်မှတ်ထားမှာ哦ပြီးရင်တို့ရဲ့ ပစိုးစနင်းပြီးသားဖြစ်သွားတာအခုစည်ရင်းပေးတဲ့အထက်မှာဒုတိယဗိုလ်ချုပ်ကြီးဒီအထက်အဆင့်ပေါ့လေလူ20 30လောက်ထိတောင်း20လောက်ပါမယ်လို့မှန်းတယ်ကျွန်တော်ရထားတဲ့စည်ရင်းတွေမှာပန်တဲ့ចမ်းပေါ့ចမ်းခံရေးလိုင်းတွေကိုသွားမှာကဆတ်ထမူးတွေပါတယ်စစ်တိုင်းမူးတွေပါတယ်နောက်တခြားတက်ကလယုံတက်အရာရှိဒီဗိုလ်ချုပ်ဆင့်တွေပါတယ်နောက်မင်းအွန်လိုင်းနဲ့တွဲပြီးတော့လုပ်ခဲ့တဲ့ ဝင်ကြီးအဆင့်နေပါတယ်မယောင်လိုင်းရဲ့ရီရှိပလန်ကသူကစံခံကြီးအနိုင်ရရင်တော့သူကလွတ်တော်ထဲမှာစံခံကြီးနိုင်အောင်လုပ်ပါစံခံကြီးပါတီနိုင်အောင်ဟိုဟာဖဲချိုးထားတာပါအဲ့ဒီမှာအဲ့လိုအနိုင်ရရင်တော့မအစိုးရအဖွဲ့လိုဟာမျိုးဥညွဆောလိုလူမျိုးစိတ်ချရတဲ့လူတရားရောက်နေသူကလွှဲထားမယ်လွတ်တော်ကိုလည်းတက်ကလူတွေထဲ့ထားပြီးတော့ထိန်းထားမယ်ဒီလွတ်တော်တွင်အတိုက်ခံဆိုတဲ့ဟာကနာမည်ခံပါမယ်ဒီအာဏာရ ပါတီလို့ဖြစ်လာမဲ့အဲကြံ့ခိုင်ရေးထဲမှာတောင်မှသူစိတ်ချရတဲ့လူတွေလွှမ်းမိုးတာမျိုးဖြစ်ကျင်ဒါမဲ့ရွေးကောက်ပွဲဆိုတဲ့ဟာကမတိကိန်းနေပါတတ်တယ်နော်စိတ်ဝင်စားကြအာဖွံ့ဖြိုးမှုတွေအခုတောင်ဖွံ့ဖြိုးတိုးတက်မှုပေါ့ development တွေအခုတောင်ရှိနေသေးတယ်အခုမဲပေးတဲ့စနစ်ကလူများမရင်းနှီးတဲ့စနစ်နော်နောက်မဲပေးဆက်မှာကမဲခိုးလို့ရအောင်လုပ်ထားတာဟုတ်လားအခုဘာတွေ့ရလဲဆိုတော့ မဲယုံတာဝန်ကြမဲ့သူတွေဆရာမတွေတင်နန်းပေးပြီးပြန်လာချိန်မှာအဲ့ဒီလိုမျိုးမဲခိုးလို့ရတယ်ဆိုတာပြောလို့ဖမ်းပြီးစစ်စစ်ခံရတာမျိုးတွေရှိတယ်နော်မင်းအွန်လိုင်းကအကွက်တော်တေချာချထားတာပဲဒါကလည်းအဲသူလည်းဒီတိုင်းပြည်ရဲ့အနေအထား तू မသိပဲပဲနေမှာ तू ဟိုပုံကံမှုတွေနော်မလိုမှုတွေဒါတွေကသိနေတယုတ်ကသူ့ရဲ့ဘီယာတိုင်းနဲ့ပတ်သက်ပြီးတော့ဖီအားပေးနေတာ တယုတ်ကမင်းအောင်လည်းလက်သေးကိုအာနာ၃ရက်ရှိနေတာ နေပြီးတော့ပြောရရင်တော့အာနာဖြန့်ကျက်လိုက်လို့ရှိရင်လူလူထောက်ခံမှုတွေအဲမြန်တက်လာမလားဆိုတဲ့ဟာမျိုးနဲ့အလုံးနော်အာတခြားအစိုးရအဖွဲ့ပြောင်းလာလို့ရှိရင်အဲအခြေအနေများ ပြောင်းသွားမလားဆိုတဲ့ဟာမျိုးနဲ့လုံးနေမင်းအွန်လိုင်းကတိတယ်ဒီရွေးကောက်ပွဲကရွေးဒီဟာကအချိန်ခါမသိမ့်ဘူးသူ့အတွက်အချိန်နေမပေးသေးဘူးလို့သိပေမဲ့လည်း အချိန်ကသူ့အတွက်ကမဖြစ်မနေလောက်ရတော့မယ်ဟာဖြစ်လို့လောက်တာအခုဆိုရင်ဒီရွေးကောက်ပွဲမလုပ်ဖို့ဆုံးဖြတ်တာယတိပြတ်ဆုံးဖြတ်တာက56မြို့နယ်နော်အဲအရင်မာရှယ်လောကြေညာထားတာကတော့63မြို့နယ်တည်းကအခုမလုပ်ဖို့ဆုံးဖြတ်တာ56မြို့နယ်ရှိတော့အော်တချို့ ware တော့မာရှယ်လောရုတ်တာရင်ပဲနောက်ပထမအဆင့်ရွေးကောက်ပွဲမှာအာမြို့နယ်ပေါင်း102မြို့နယ်လုံမယ် ကျန်တဲ့ဟာတွေကတော့နောက်ဆင်နေနဲ့သူဖွဲလုံမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အာဒီပထမဒီဆရာပြောထားတဲ့အထက်မှာဒီစစ်ကောင်းဆောင်ကကြက်ခံရေးပါတီကိုနိုင်ရအောင်လုံမှာပေါ့နော်လုံကိုလုံမှာပေါ့အဲ့ရနဲ့ပတ်သက်ပြီးတော့ဒီတလောတုံးကအဲစီမင်းစီကန်းနေနဲ့မညီဘူးဆိုပြီးတော့ NDF ပါတီပေါ့နော်အဲ့ပါတီအပါဝင်ပါတီလေးခုကိုဖျက်သိမ်းလိုက်တဲ့ဟာရှိတာပေါ့နော်အပြောမှဆိုလို့ရှင်ဒီလူတွေကအဲယူနီဖောင်းချွတ်ထားတဲ့လူတွေမဟုတ်ဘူးပေါ့လေ အရသားတွေလို့ပဲပြောမှာပေါ့နော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာသတင်းတွေထွက်လာတာကဒီ NDF နဲ့ဒီပြည်သူပါတီနဲ့ပေါင်းမယ်ဆိုပြီးတော့အတန်တွေထွက်လာတာပေါ့နော်အော်ဆိုတော့ဒီလက်ရှိဒီရွေးကောက်ပွဲ ဝင်ဖို့ကြံနေတဲ့ပါတီတွေရဲ့အခြေအနေတွေရောဘယ်လိုရှိသလဲရှင်ကျွန်တော်တို့ကျမတို့ရွေးကောက်ပွဲဝင်ကျင်လွန်းလို့ပါ ဆိုပြီးတော့ငွေကုန်ကြေးကြခံပြီးတော့ပါတီထောင်းเนาะဝင်ရွေးကံမဲ့လောက်တာတော့မှမင်းအောင်လာရဲ့ဖြုတ်ထုတ်ရှင်နဲ့မိပြီးတော့လောလောဆယ်မှာ တနိုင်ငံလုံးဝင်ပြိုင်မဲ့ပါတီရဲ့လို့6ခုပဲကျန်တော့တယ်စစ်ဘုတ်ချုပ်တွေရဲ့ကြံ့ခိုင်ရေးပါတီနော်နောက်ဥနေဝင်ခက်ကပါတီဖြစ်တဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံလိုက်တဲ့တိုင်းသားစီလုံးညီညွတ်ရေးပါတီတာဆာညရွှေနန်းတော်စိန်နန်းတော်ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPPP သုံးလုံးပေါ့ကြားပြူပါတီလို့လူသိများတဲ့ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီ နောက်88တုန်းကကျောင်းသားကောင်းဆောင်တူဖြစ်ခဲ့ဘူးလေဥကိုကိုကြီးရဲ့ပြည်သူပါတီ PP ပေါ့နော်သူကတော့ပြီးနှလုံးမှာအဲ့တော့စုစုပေါင်းမှာပါတီ6ခုပဲကျန်ပါတီကြီးပေါ့လေပြောရရင် သူတို့လည်းစာမွေးပွဲအဖြေရတော့မှတိမှာဘယ်သူတွေကြံခဲ့မယ်ဘယ်သူတွေမကြံခဲ့ဘူးပေါ့အခိုင်ဆုံးကတော့ကြံခိုင်ရေးပဲကြံခိုင်ရေးကလွယ်ရင်တခြားပါတီတွေကကံကြမ္မာလှည့်ပြောင်းနေမြညာပြောက်ဖြစ်နိုင်တဲ့အခြေအနေရှိပါတယ် ဘာလို့ဒီလိုပြောရလဲဆိုရင်ရှင်းပြပါဒီရွေးကောက်ပွဲဟာရွေးကောက်ပွဲရဲ့လို့မမြည်ဘူးရွေးခေါ်တဲ့ပွဲမြောင်လိုင်းကသူ့ခုံနေရမလွတ်ရလေအောင်သူ့ခိုင်းလို့ကောင်းမဲ့သူ ထားရနေဆေးရသွားမဲ့ဖြစ်မဲ့သူနော်ဘောင်တဲကနေတော့မှသူ့ကိုလာပြီးတော့ challenge မလုပ်နိုင်နဲ့မပြိုင်နိုင်တဲ့သူဒါဘောပဲရွေးခေါ်အဲ့ဒီအတွက်လဲသူကပြင်ဆင်လာခဲ့တာနှစ်တိနဲ့ရှိပြီအချိန်နေမကောင်းလို့တော့သူဆိုင်းဆိုင်းဆိုင်းပထမအဆင့်လုတ်တဲ့အထဲမှာ စစ်တပ်နဲ့လိုင်းမတူတဲ့နိုင်ငံကြီးအယူအဆရှိတဲ့ပါတီတွေပြောရတော့ဒီမိုကရက်တွေပေါ့ဗျာသူတို့တွေမပါနိုင်အောင်လုပ်ထားတယ်ဒါကြောင့်2010တည်းကရှိခဲ့တဲ့နိုင်ငံကြီးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုစစ်တပ်က2023 January လမှာပယ်ဖျက်လိုက်ပြီးတော့ဥပဒေအသင်းနဲ့အစားထိုးလိုက်တယ်အဲ့တော့အဲ့ဒီဥပဒေမှာကြက်ဆရာရှိတာတွေကြားလိုက်တယ်မှတ်ပုံ ဲ့တော့မပုံပြန်မတင်တဲ့ပါတီဒီမိုကရက်တွေကပေါ်လာ NLD SNLD เนาะပါတီအလုံးပေါင်း58ပါတီပယ်ဖျက်ခံလိုက်ရအဲ့တော့နောက်တစ်ဆင့်နောက်တစ်ဆင့်မှာကြတော့မပုံတင်ထားတဲ့ပါတီတွေကိုစကားတိုက်လာအဲ့ဒါတွေကလည်းတပတ်ကတော့ဥပဒေကြောင်းရပါလို့စင်ကြေပေးပေမဲ့နိုင်ငံရေးအဂျန်ဒါတွေမกินဘူးလို့တန်တရားရှိပေါ်ရတယ်လေရှိမပုံတင်ပါတဲ့မပုံတင်ထားတဲ့ပါတီ80ကျော်တဲ့အထက်ခွင့်ပြုတဲ့ပါတီ60ကျော်ရှိပေမဲ့ ဥပဒေနဲ့မညီဘူးလို့ဆိုပြီးတော့ရှမ်းပြည်ဒီမိုကရက်တစ်ပါတီနဲ့မျိုးပါတီတို့ကို ခွင့်ပြုပြီးကမှ2023ခုနှစ်နိုဝင်ဘာလထဲမှာဖျက်သိမ်းခဲ့တယ်။နိုင်ငံရေးပါတီများမှတ်ပုံညင်းဥပဒေကို2024ခုနှစ်ဇန်နဝါရီမှာတစ်ကြိမ်2025ဇူလိုင်မှာတစ်ကြိမ်နှစ်ကြိမ်နောက်ပြင်ဆင်ခဲ့တယ်။အခုစက်တင်ဘာလထဲမှာပဲရွေးကောက်ပွဲဥပဒေရဲ့ပုံမှန်စနစ်ကကြီးအရာ ပါတီဝင်နဲ့ပါတီယုံအရေးအတွက်မပြေလို့ဆိုပြီးတော့ကျူချမ်းပြောတဲ့ပါတီလေးပါးပြောအမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DMP အမျိုးသမီးမွန်ပါတီအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပြည်ထောင်စုလယ်သမားအလို့သမားပါတီလေးခုဒါတွေဖြတ်ဖြတ်ပြီးသိဖြတ်သိမ်းခံနော်ဒါတွေကလည်းအဲဒီစစ်အုပ်စုမှာမင်းအွန်လိုင်းအတွက်ကြတော့သူကထောက်လိုင်းရေးသတင်း challenge တွေနော် အော်နိုင်ငံရေးအရာသူ့ရဲ့ရည်ရည်မှန်းချက်တွေဘလောက်အစားသဖြင့်ဒါတွေပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်လိုက်တယ်လို့ယူဆရတာတွေရှိတယ်။ဖြတ်သိမ်းခံလိုက်ရတဲ့ပါတီတွေကသူတို့ပြောတာရွေးကော်ကပေးတဲ့အချိန်နဲလွန်းတာကြောင့်လို့ပြောတာ။ဒါပေမဲ့ရွေးကော်ဘက်ကတော့မေလကနေစက်တင်ဘာလအတွင်းပါတီတွေနဲ့15ချိန်တွေ့ခဲ့ပြီးတော့ဥပဒေနဲ့ကိုက်ညီတဲ့ လူစရင်းနဲ့ယုံခွဲတွေကိစ္စသတိပေးထားပြီးဖြစ်တာကြောင့်လို့ပြောတယ်အဲ့တော့သူတို့အနေနဲ့အယူခံဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့အဟာကိုထပ်ထုတ်ပြောလိုက်တာပါကျွန်တော်အစောပိုင်းကပြောလို့ကျန်းခံရေးပါတီကတော့သူကဒါမင်းအောင်လာရဲ့ကြော်ယိုးပါတီပဲပါတီဝင်အရေးအတွက်နဲ့ပတ်သက်ရင်သူရဲ့ဥက္ကဋ္ဌဥက္ကင်ကြီးတို့ပြောသလို သူတို့ပါတီမှာပါတီဝင်အင်အားတန်းနဲ့ချီပြီးရှိတယ်ရုံးငန်းအရေးအတွက်ကလည်းကြော်လို့နေပြီလို့ဆိုပေမဲ့တကယ်တမ်းမှာ သူကလည်းလူစုနေရတာပါတီဝင်ဖြစ်ရင်နိုင်ငံသားကိုအခမဲ့လွတ်ပေးမယ်ဆိုတဲ့မလုံးအောင်ပေးရတာရှိ သူပြောသလောက်ကြီးတော့မဟုတ်ဘူးပေါ့တိုင်းနာတကူကြီးတော့ပါတီဝင်ရှိတယ်ဆိုပေမဲ့သူပါတီရဲ့အစ်မတ်ပါတီဝင်ပါတီဝင်ဖြစ်ဖို့သူပြတ်မှတ်ထားတဲ့အုပ်စုတွေကစင်မူဒန်ဟောင်းရဲဟောင်းเนาะအာဒီအရင်အဲဆေးအရင်ဆေးဆိုးရလက်ထက်မှာလာတဲ့လူဟောင်းဟိုဟို ဒီအုတ်ချွေးရန်ရဲမှာပါလာဘူးတဲ့လူကောင်းတွေတဲ့ကနောက် informer လို့ဟာမျိုးသူတို့အမျိုးတွေအနယ်တွေပေါ့ပြီးတော့ तू ကတော့ဒီနိုင်ငံရေးရာကြည့်ရင်အဲလူဟိုပါဗမာဒေတာကိုပင်မအခြေပြုတာသူတို့ပါတီအနေနဲ့ကတော့ပါတီမှာဗန္နာရေးအနေရမပူပါဘူးเนาะဥသာဥတန်းရွှေလက်ထက်တဲ့ကအမွေပေးထားတဲ့အဲအခြေခံအဆောက်အုံတွေအိမ်တွေခြံတွေရှိတယ်เนาะရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းတွေရှိတယ်အခုလဲသူကဒီမြောက်လိုင်းစေုပ်စုကဆက်ပြီးတော့ ကျော်တော့နောက်ခံပေးတာဒီပါတီကိုပဲမင်းအွန်လိုင်းကသူယုံကြည်စိတ်ကြရတဲ့သူတွေစစ်ဘိုလ်ချုပ်တွေသူနဲ့တွဲလို့တဲ့သူတွေပို့ပြီးတော့သူကကိုင်းနိုင်အောင်လုပ်မှာအဲ့တော့ဒီပါတီရဲ့နိုင်ငံရေးယူဆကတော့စစ်ဝါဒီနဲ့စစ်တပ်ကြီးစိုးရေးဆိုတဲ့စစ်ဝါဒီနဲ့ ultra nationalism ပေါ့ ultra right ဒီအယောဆက်လို့ပြောလို့ရတယ်သူကလွှမ်းခြုံပြောမယ်ဆိုရင်တော့ imperialist party လို့ပြောလို့ရတယ်နောက်ပါတီတကူကဒီတဆညပေါ့နော် ပါစညာဒီမဆလာလက်ထက်မှာတော့အာထရာလက်ဘ ਹੁ ချုပ်ကင်မှုဦးစီးပွားရေးပုံစံနဲ့ nationalism အယောဆက်လောက်ထားတာသူတို့ကအဲ့ဒါကိုမြန်မာနီးမြန်မာဟန် socialist ဆိုတဲ့ဟာမျိုးပြောတာပေါ့နိုင်ငံရေးအယောင်နဲ့ပြောရင်ဘလို့အယောင်ရယ်လို့တောင်ပြောလို့မရတော့အောင်အဆက်ဟတ်လောက်ထားတဲ့နိုင်ငံရေးအယူဆဒီပါတီကဒီမဆလာဖြစ်လိုက်တော့ရလာတဲ့ အမွေရလာတဲ့စီးပွားရေးလုပ်ငန်းနေအိမ်ချမ်းမြေပိုင်ဆိုင်မှုတွေကြံ့ခိုင်ရေးလိုပဲသူကအရင်ဆုံးစပြီးတော့အဲ့လိုပြောတာအဲ့တော့ဒီကြံတဲ့လူတွေကလူနေစုကဆက်ပြီးတော့ထိန်းထားတဲ့သဘောတချို့တော့လည်းနိုင်ငံရေးရှိပါတယ်အယူဆအားဖြင့်လက်ဝဲဆန်တဲ့ဟာတွေရှိတယ်ဒါပေမဲ့တချို့ဟိုအများစုကတော့အမွေထိန်းထားတဲ့သဘောဖြစ်လို့မလုပ်လို့မရလို့ဝင်ရွေးကောက်ပွဲဆိုလည်းဝင်ပြိုင်လိုက်တဲ့သဘောနောက်တတိယပါတီဒေါက်တာတသက်ခိုင်ရဲ့ B3 လုံးပါတီပေါ့ သူကတော့ပါတီဝင်နဲ့ပါတီရုံးခန်းအရေးအတွက်အစောဆုံးပြေးမိတဲ့အထဲမှာပါတယ်ဒါကတော့ရှင်းပါတယ်ဒေါက်တာတတိပီသုံးလုံးဒေါက်တာသက်သက်ခိုင်တို့ကသူတို့မနိုင်တော့ဘူးဆိုတာလည်းသိတယ်သူတို့ကပတ်စံရှိတယ်သူ့ရဲ့ရွှေဆိုင်စိန်ဆိုင်ပါဝင်စီးပွားရေးလုပ်ငန်းတွေကိုပြောရရင်အနာပိုင်းတွေတုံးနဲ့ထိုးလို့မရအောင်ဒါမှမဟုတ်တခြားသူတွေပြည်အကာအကွယ်ရအောင်ဒါမင်းအောင်လိုင်ကိုကတ်တာအဲ့တော့စစ်တပ်ကိုချင်းမြတ်လို့ပါတယ်လို့လောက်တာနော် နိုင်ငံရေးအယူဆရဲ့လို့သူမှမမေရရတော့မရှိဘူးဒါမဲ့စီးပွားရေးရတော့ capitalist ပေါ့အရင်းရှင်ပုံစံဟိုကြိုက်နှစ်သက်တဲ့လူလို့ပြောလို့ရတယ်။နောက်ဦးကုကိုကြီးရဲ့ပြည်သူပါတီဒီပါတီကတော့နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့လူလက်ပိုင်းနဲ့အထက်ပေါ့လူငယ်တွေတော့နဲပါလူလက်ပိုင်းနဲ့အထက်နောက်ဗမာဒေသပြည်မကအာဆေးဥစု ပုံကံခဲ့ဘူးတဲ့သူတွေပါတယ်သူတို့ကတော့အများဖြင့်တော့ ပါလွှာတဲ့လူလက်တန်းသားနဲ့အောက်ခြေပေါ့တောင်အနောက်ခံတောင်တင်းလာတယ်ဘူးအထောက်ခံတခြားကနေပြီးတော့အထောက်ခံပေးတာပါတီထောင်တာရုံငန်းဖွင့်တာလုပ်နိုင်တာ2021မတိုင်ခင်အချိန်နည်းနဲ့နှိုင်းရှင်ပြရရင်ဒီပါတီဥဆောင်တဲ့သူတွေကနိုင်ငံရေးနယ်ပယ်ထဲမှာအတိမတ်ပြုမှုတစုံတရာရထားတယ်နိုင်ငံရေးနယ်ပယ်ထဲမှာထင်ရှားတဲ့သူတွေလို့ပြောလို့ရတယ် ဒါပေမဲ့ကြည်ကြည်ပြတ်ပြတ်လူထုထောက်ခံမှုတွေရဲ့လို့တော့အားကောင်းတာမဟုတ်ဘူးအဲ့ဒီလိုမျိုးအခြေအနေမှာရွေးကောက်ပွဲလိုဟာမျိုးတွေရမုံငွေရှာတာလွယ်တဲ့အနေထားမဟုတ်ဘူးသို့တော်လည်းပဲအင်္ဂလိပ်ကပမာအချက်ပေါ့လေမင်းအွန်လိုင်းဘလို့ပဲတွင်စင်တာတွင်စင်တာအဲ့ဒီတည်းကနေပြီးတော့တခုခုတိန်ချော်ရင်ဒါမှမဟုတ်လို့ရှိရင်မင်းအွန်လိုင်းအနေနဲ့အဲငါကတော့ဘောင်ချဲ့ပေးပါတယ်ပေးစားနိုင်ငံကြီးအေး space ပေးစားပါတယ်လို့ ဆုံးဖြတ်ရလို့ရှိရင်တခုခုတော့ဖြစ်နိုင်တယ်ဆိုတော့ညော်လင်းချက်နဲ့ဝင်ပြိုင်ကြတာသူတို့ရဲ့နိုင်ငံရေးယူဆကတော့ nationalism အမျိုးသားရေးဝါဒီလို့ပြောလို့ရမှာထင်ပါတယ်အဲနောက်ပါတီကတော့ကြားပြူရဲ့ရှမ်ပါတီသူတို့ရှမ်းမျိုးသားရေးဝါဒီဗဟိုပြူတာသူတို့အာယုံဆိုင်တာကရှမ်းပြည်နဲ့ရှမ်းမျိုးသားတွေကြားရှမ်းဒီမိုဂရဖီအရသူတနိုင်ငံလုံးဝင်ပြိုင်တာဖြစ်ပေမဲ့ဘိုးအာနာကိုတော့ ချုပ်ကင်ဟိုရည်ရတာမဟုတ်ဘူးမင်းအွန်လိုင်းအခက်မှာသူကလည်းတိုင်းသားအကောင်းစဉ်အောက်ကနိုင်ငံရေးပေးစားရင်လည်းတခုခုတော့ဖြစ်နိုင်တယ်ဆိုတော့မျောလင်းချက်နဲ့လာတာပေါ့ဒါကျွန်တော်ပြောပြသွားတာကဘ ਹੁ အာနာဒါမှမဟုတ်ပြေမားနဲ့ပြေမားအာနာနဲ့ဆက်ဆက်တဲ့ဒေတာပါတဲ့ပါတီကြီးတွေအကြောင်းပေါ့ကျန်တာတွေကတော့တိုင်းနဲ့ပြည်နယ်မှာပဲ regional မှာပဲဝင်ပြိုင်မဲ့52ပါတီဒါမဲ့လဲရွေးကောက်ပွဲကော်မရှင်က ဒီနှစ်ဇူလိုင်28ရက်မှာပြင်ဆင်ပြထမ်းလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှစနစ်ကာကြီးအရဆိုရင်မဲဆန္ဒနဲ့ထက်ဝက်မှမပြိုင်နိုင်ရင်နိုင်ငံရေးပါတီဖြစ်ဆက်လက်ရတ္တီပိုင်ခွင့်မရှိစေရလို့ပြထမ်းတာတော့မဲဆန္ဒနယ်ပေါင်း932ခုရှိတာမှာဖြစ်တဲ့ရှိတဲ့အမှာတပါတီမှာအနည်းဆုံးလွတ်တော်ကိုယ်စားလှယ်356ယောက်လိုတယ် နောက်ပြီးရင်2025မှာထပ်ဖြည့်လိုက်တဲ့အခြေအရဆိုရင်လွတ်တော်ကိုယ်စားလှယ်လောင်းကအခြေခံပညာအထက်တန်းအဆင့်အောင်မြင်မိတဲ့သူ ဖြစ်ရမယ်ဆိုတဲ့အချက်နော်အတားဆီးတွေပေါ့နောက်တစ်ဆက်တစ်ဆက်တည်းစနစ်နေခဲ့ဘူးရမယ်ဆိုတဲ့အချက်ဒါတွေကနိုင်ငံရေးပါတီဝင်ပြိုင်မယ်ဆိုတဲ့နိုင်ငံရေးပါတီဗဟိုရော regional ရောအော်မှာကိုကိုယ်စားလှယ်လောင်းအရေးအတွက်တော့အကန့်အသတ် ဖြစ်နေတာကိုတလေတော့အရေးအတွက်တော့မပြည့်တာကြုံနေတာအဲ့တော့ဘဲပါတီတွေဒီတရားနေပြီးတော့ယော့သွားမယ်ဆိုတဲ့ဟာကတော့အပြောင်းလဲကနန်းမငြိမ်သေးဘူးလို့ပြောရပါမယ် နောက်ပြီးတော့ဒီရွေးကောက်ပွဲမှာပါမဲ့ပါတီတွေပေါ့နော်အဒီပါတီတွေအနေနဲ့ပေါ့လေသူတို့ပြည်သူတွေကိုဘာတွေလုပ်ပေးမယ်ဘယ်လိုမျိုးဟိုအာမခံချက်ပေးထားတာမျိုးရှိကြလဲပြီးပြီးတော့ဒီပြည်သူတွေဘက်ကလိုချင်နေတဲ့အဓိကလိုချင်နေတဲ့ဟာတွေပြီးတော့အဓိကလိုအပ်နေတဲ့ဟာတွေနဲ့ပေါ့နော်ဒီသူတို့ပြောနေတဲ့ဟာတွေနဲ့တထပ်ထဲကြရလားရှင်မြန်မာပြည်သူတွေလိုလားတဲ့ဟာမြန်မာပြည်သူတွေလိုလားနိုင်ငံရေးရဆိုရင်ဒီမိုကရေစီကျင့်သုံးတာเนาะလွတ်လပ်တဲ့လူပေါင်းဖြစ်ချင်တာ လွတ်လပ်စွာပြောဟိုပြောဆိုဟိုစီယုံခွင့်လှူရှာခွင့်နေဒါတွေရတင်တာစာနေတဲ့လွတ်လပ်ခွင့်နေရတင်တာအော်စီးပွားရေးအရာဖွံ့ဖြိုးတိုးတက်မှုတွေရတင်တာအစိုးရကတိုင်းသူပြည်သားရဲ့အတန်ကို နားထောင်ပြီးတော့အော်ပြုပြင်ပြောင်းလဲမှုတွေပုံမူဝါဒတွေချမှတ်ပေးစေတင်တာဒါမျိုးဖြစ်စေချင်တယ်အဲ့တော့အခုဖြစ်နေတဲ့ဒါတွေနေရတခြားကြည့် ပြည်သူတွေကစစ်တပ်ကိုနိုင်ငံရေးတွေကလုံးလုံးဆုတ်ခွာသွားစီချင်ကြတယ်။ဘာဖြစ်လို့လဲတော့ဒီစစ်တပ်ဒီစစ်ကောင်းဆောင်တွေကနိုင်ငံရေးမှာလူဘဝနေတဲ့အတွေ့တိုင်းပြည်ကဆုတ်ယုတ်ဆုတ်ယုတ်ဆုတ်ယုတ်လာလိုက်တာအခုလိုချင်နေမျိုးဖြစ်တဲ့အချိန်တော့တော်တော်ကြီးဟိုစိတ်ပြက်စိတ်ကုန်သွားကြတာအဆုံးဆုံးကြီးရောက်သွားဒီစစ်ကောင်းဆောင်တွေကိုနိုင်ငံရေးမှာမြင်လည်းမမြင်ကြတော့ဘူးမင်းအောင်လှိုင်ကတော့အဆိုးဆုံးပေါ့သူ့တို့တွေးတယ်တတွေးနဲ့တွေးချင်းနဲ့ဆိုတာမျိုးပဲဖြစ်ကြတာနော်နှစ်60ကျော် စစ်တစ်ကောင်းဆောင်တွေကအာနာသိန်းသူတို့တော့ကောင်းသားကောင်းစားပါတယ်သူတို့ဆွေမျိုးစီဒါဆွေမျိုးကောင်းသားပြီးတော့အဲ့ဒါသူတို့ကောင်းတယ်စစ်တပ်ကအာနာမှာအုပ်စီးပြီးတော့နော်ဒီဗမာလူထုကြောတောက်နောက်ကနေတခြားသောတိုင်းသားတွေကိုတော်လိုင်းရင်အာသူတွေတောင်းညံ့သူဆိုပြီးတော့သူကစစ်အင်အားနဲ့ဖိနှိပ်ချုပ်ချက် ုတ်စည်းလာခဲ့တာပမာလူတို့ကဟိုအခုကလက်မခံနိုင်တော့ဘူးအဲ့ဒီတော့ပြောရလို့ရှိရင်တိုင်းပြည်ကိုနိုင်ငံရေးအရစီးပွားရေးအရထင်ရှားတဲ့တိုင်းပြည်ပြည်ပပုံစံတစ်ကိုတွားချင်နေကြပြန်လူအများစုကနော်ဒါပေမဲ့အကုန်လုံးတော့လဲသူတို့သူတို့ဘက်ကအာအာလည်းရှိမှာပေါ့ဒေဝဒတ်မှာလည်းအပေါင်းအသင်းရှိတာပဲလေအခုမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေက သူတို့ကတော့ဟာဟုတ်ပြီဒါတွေကတော့လူတို့ရဲ့ဆန္ဒပေါ့ဒါပေမဲ့ဗဂရီရှိတိုင်းမှာအဲ့လိုမဖြစ်ဘူးပေါ့ဗဂရီရှိကိုသူတို့ကလက်ခံလိုက်ပါဆိုပြီးတော့တိုက်တွန်းတော့စစ်တပ်ကို နိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍမှာဆက်ပြီးတော့ရှိနေပါလိမ့်စေနော်ဒါသူတို့ကအဲ့လိုမျိုးရေဘူးရသဘောတူထားတဲ့ပါတီတွေအဲ့ဒီတစ်ချက်ကလည်းရွေးကောက်ပွဲကိုလူတို့စိတ်ဝင်စားမှုလူတို့ထောက်ခံမှုအင်မတန်ညှော်နေစီတဲ့အကြောင်းတရားခုနကပါတီတွေအဲ ကိုယ်စလဲရှာရခက်တယ်ဆိုတာအဲ့ဒါနဲ့လေအဲ့လိုဟာနဲ့လေအများကြီးတက်ဆိုင်နေတယ်အဲ့တော့ဒီနိုင်ငံရေးပါတီတွေကစစ်တပ်ရဲ့ဘောင်ထဲကနက်နက်ချိုသွေးနေပြရင်းနဲ့စစ်တပ်ကဒီပါတီတွေကဒီလူတွေကသူတို့အတွက်အနေမရှိဘူးစိတ်ချရပြီဆိုပြီးတော့အမြင်ရှိမှသူတို့ကလည်းနောက်ထပ်နိုင်ငံရေးတဆင့်တက်မယ်ဆိုတဲ့ view ဟာနဲ့လှမ်းကြတယ်လို့ ဂျမ်းမြင့်တုံးတက်လို့ရတယ်နော်ဘယ်အဆင့်ဘယ်အချိန်နေဆိုတဲ့ဟာတော့မရည်မရမသေးကြပဲတော်တော်လုံးလည်းဖြစ်သွားတယ်အခုဘာလို့ဒါပြောရလဲဆိုတော့ဒီအဆင့်ဒီမှာဥက္ကူဟိုကြီးရဆိုရင်စစ်တပ်မကြိုက်တဲ့ရွေးကောက်ပွဲရလာထွက်လို့မရဘူးဆိုပြီးသူပြောတာရှိတယ်ပြီးတော့လုံးတော်တက်ကန်အဆိုရင်တိုင်းပြည်မတည်မငြိမ်အောင်လုပ်ခဲ့တဲ့ပြည်သူတွေနဲ့နိုင်ငံရေးပါတီကြောင့်တက်ကနိုင်ငံရေးမှာပါနေရ ရတယ်ဆိုတာမျိုးကြီးပြောတာရှိတယ်။တန်ခိုင်ရေးပါတီကတော့ခွာမဲဆိုတဲ့ဟာမျိုးစကေဝူးတန်းအောင်မရှိဘူး။တန်ခိုင်ရေးပါတီကသူတို့မှာ road map ရှိတယ်နိုင်ငံရေး road map ရှိတယ်ဘယ်ကန်တော့ဘယ်လိုလုပ်မယ်ဆိုပြီးတော့ပြောပေမဲ့အဲ့ဒါပါတီနိုင်ရတော့မှချပြမယ်လို့ဆိုတယ်ကျွန်တော်တော့ democracy ရွေးကောက်ပွဲတွေမှာဒီလိုနီးနဲ့ရွေးကောက်ပွဲ campaign လုပ်တဲ့ပါတီတခါမှမတွေ့ဘူး နော်ရွေးကောက်ပွဲမဝင်ခင်ကိုယ့်ရဲ့အဲ road map ကိုချပြရတာသူတို့ကတော့အာနာယမချပြရမှာဆိုတဲ့ဟာတန်ခန့်ရေးပါတီကပြောတာကဦးသိန်းစိန်ရဲ့အစိုးရလက်ထက်နဲ့အခုမင်းအွန်လိုင်းလက်ထက်ကောင်းတာတွေကိုယူမယ်နော်အဲ့တော့ဘာကိုပြောတာလဲသူတို့အနေနဲ့ဦးသိန်းစိန်လက်ထက်ကလို့ပြောပြောင်းနေဟာကိုယူမှာလားဒါမှမဟုတ်ရင်အဲ သူအုပ်ချုပ်လို့ကောင်းတယ်မင်း online ဘက်ကလို့စမ်းကျင်ဘက်တွေကိုပို့ပြီးနှိမ်နေတာတွေလုပ်မလားကျွန်တော်ကတော့မြင်တာက liberalization အဖွင့်သွားတဲ့လမ်းနဲ့ operation ဖိနှိပ်တင်းကျပ်ချုပ်တဲ့နည်းနဲ့သွားသွားဖို့ပို့ပြီးတော့ရောက်နိုင်မယ်လို့မြင်ပါတယ်နိုင်ငံပါတီတွေတချို့နိုင်ငံပါတီဆိုးဆိုးဝါးဝါးပြောတာရှိတယ်เนาะသူတို့ဟိုအခုရွေးကောက်ပွဲဝင်တဲ့အဲပါတီတွေပေါ့ ဒီတချို့ပြောကြတာ NLD ပါတီရဲ့ကင်တွယ်ပုံကြောင့်အခုလိုအာဏာသိမ်းဖြစ်စဉ်ဖြစ်လာရတယ်လို့ဆိုတာမျိုးပြောတာနော်ပြောရရင်တော့ victim blaming မို့အသက်ခံရတဲ့သူကိုဟေးမင်းဇက်ရှိနေလို့ခုတ်ခံရတာနဲ့လို့ပြောပြီးတော့လူသက်သမားကိုမြစ်တာပိုးတဲ့သူမျိုးတွေနောက်ပြည်တွင်းပြည်တွင်းငញ្ញန်ရေးယူကောက်ပွဲဝင်မဲ့ပါတီအများစုဟာပြည်တွင်းငញ្ញန်ရေးပြည်တွင်းစစ်ရစဲရေးရအောင်ဘယ်လိုလုပ်မလဲဆိုတာ တိတ်တိတ်ချာချာရှင်းရှင်းလင်းလင်းမရှိလာဘူးသူတို့မှအိုင်ဒီယာလည်းမရှိဘူးသူပြောတာတွေကရေဘူးရဆန်နဲ့ NCA ဘောင်တွေကမထွက်တဲ့တွေးခေါ်ချက်အဟောင်းတွေပဲဖြစ်တာအမေဒီမှာဦးကိုကြီးကတခုတော့ပြောတယ်သူတို့ကအစိုးရဖွဲ့နိုင်ရင်ဒေါအောင်ဆန်းစုကြည်တမနာဦးဝင်းမြင့်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးတို့မြောက်ရေးကြိုးပမ်းမယ်ဆိုတဲ့အမျိုးထည့်ပြောတာရှိတယ်ဒါပေမဲ့သူပြောတာကစစ်တပ်မကြိုက်တဲ့ရလတ်လည်းထွက်ဖို့မရဘူးဆိုတော့ဘယ်ဟာကဘလို့လဲဆိုတဲ့ဟာမမြင်နိုင်ဘူး အာမနာတန်ပြောရရင်တော့မင်းအွန်လိုင်းအောက်မှာအချိန်ကြီးလာနိုင်ငံရေးပါတီတွေလည်းတည်တယ်သူတို့ကိုယ်တိုင်လည်းလမ်းကြောရမရှိဘူးအဲ့ဒီတော့ဝင်ပြိုင်တဲ့ပါတီတွေအကုန်လုံးမှာမူဝါဒနဲ့လမ်းစဉ်ရဲ့လို့တိတိကျကျမရှိသေးပဲနဲ့သူတို့လုံခြုံရေးအတွက်ပဲပို့ပြီးတော့ဟောဂရုစိုက်နေတာများပါတယ်လက်ရှိဒီရွေးကောက်ပွဲလုံးမဲ့ဝင်မဲ့ဒီပါတီတွေကဒီစစ်အုပ်စုရဲ့ဒီလမ်းစဉ် လောင်းရိတ်အောက်ကနေပဲသွားနေကြရတဲ့သဘောမျိုးဖြစ်နေတာပေါ့လေပြီးတော့ဒီအလက်ရှိဒီရွေးကောက်ပွဲကိုဝင်မဲ့ဒီနိုင်ငံရေးပါတီတွေကအ ਨੇ ဆုံးပေါ့နော်သူတို့အတွက်ဟိုအကျိုးမြတ်တစ်ခုခုမရဘူးဆိုလို့ရှိရင်တော့မှဒီအာတစ်ခုခုမျောကိုးပြီးတော့ဝင်ပြိုင်ကြတာကြီးပဲလို့နားလည်ရတယ်ပေါ့နော်ဆိုတော့အခုဒီရွေးကောက်ပွဲကဝင်ပြိုင်မဲ့ပါတီတိုင်းအတွက်တကယ်ရောဟိုနိုင်ငံရေးအခွင့်အလမ်းဖြစ်လာနိုင်မလားပေါ့နော်ဒါမှမဟုတ်သူတို့ဒီဝင်ပြိုင်ပြီးလို့ရှိရင်နိုင်ငံရေးကုန်သိက္ခာ တည်သွားမဲ့ပုံစံမျိုးဖြစ်မလားဘယ်လိုမျိုးဖြစ်မလဲရှင်စစ်တပ်ကလုတ်တဲ့ရုပ်ောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေဝင်ပြိုင်မဲ့ပါတီတွေပြောတာကကာကွယ်ဦးစီးချုပ်ကအာနာ၃ခုစလုံးယူထားတဲ့အတွက်အစိုးရတစ်တက်လာလို့ရှိရင်အာနာခွဲဝေတာပိုကောင်းလာလိမ့်မယ်ဟလားအစစ်တပ်အစိုးရလွတ်တော်စသဖြင့်ပေါ့အဲ့လိုမျိုးဖြစ်လာလိမ့်မယ်ပေါ့ ပြီးစစ်ပောင်ကျဲတာကနေနိုင်ငံရေးပောင်ကျင်းသွားမယ်နော်အဲ့တော့ရွက်ောက်ပွဲနီလန်းကလွဲရင်တခြားမရှိဘူးဆိုတာမျိုးသူတို့ကတော့အော်ရောင်းတာပေါ့ဗျာအဲဒီဒီသဘောကိုပြောကြတာအော်ပါတီတွေမှာသူကလူသူတို့အဓိကထားပြောတာကလူတို့နိုင်ငံရေးအခွင့်အလမ်းနေဘယ်လိုရောက်အောင်လုပ်မယ်ဆိုတာထက်သူတို့လုံခြုံရေးအာမခံချက်ဆိုတဲ့ဟာကိုပဲစောင်းပြီးပြောကြတဲ့အနေထား ဒီဖွဲ့စည်းပုံအခြေခံမှုတွေပြင်ဖို့နဲ့ပတ်သက်ရင်ပြီးခဲ့တဲ့လပိုင်းပေါ့ NSPNC နဲ့ပါတီတွေဆွေးနွေးတဲ့အခါဖွဲ့စည်းပုံအခြေခံမှုတွေပြင်ဆင်ရေးသဘောတူညီချက်53ချက်ရခဲ့တယ်ဆိုပြီးတော့ပြောကြတာဒါပေမဲ့လည်းအဲ့ဓာတွေကိုဘလို့ကင်ပြီးဘလို့ပြင်မယ်ဘယ်အချိန်မှာဘလို့ဖြစ်မှာဆိုတာရေးရရမရှိဘူးဖွဲ့စည်းပုံပြင်နေဆိုတာလဲပြောရရင်အဲတက်ကိုစလဲတွေရဲ့ထောက်ခံမှုရမှာ နော်ဒေါအောင်ဆန်းစုကြည်ဆိုရလက်တဲ့တကယ်လူလူထောက်ကမ်းမှုအကောင်းကောင်းရတဲ့အချိန်တောင်ပြိုကမ်းပြိုနိုင်တဲ့အချိန်လွတ်တော်တွေမှာဒီမိုကရက်တစ်ဒီ NLD ပါတီဝင်တွေနောက်ပြီးပြုပြင်ပြောင်းလဲခြင်းတဲ့သူတွေဒီလွှမ်းမိုးနိုင်တဲ့အချိန်တွေမှာတော့မှတက်ကိုယ်စလဲတွေသဘောမတူတက်ကိုယ်စလဲသဘောမတူဆိုတာတော့မင်းအောင်လိုင်းသဘောမတူအဲ့တော့မင်းအောင်လိုင်းသဘောမတူဘာမှလုံးလုံးမရတဲ့အတိတ်ပဲထွက်တာပဲ ဒါကြောင့်ဒီရွေးကောက်ပွဲဟာလူတို့အတွက် နိုင်ငံရေးအခွင့်အလမ်းတွေတိုးတက်မယ်ဆိုတာတဲ့အာဏာသိမ်းလိုက်တဲ့စစ်တပ်ကို နိုင်ငံရေးခွာခြားခွင့်ပေးပြီးတော့စစ်တပ်ကိုနိုင်ငံရေးမှာဥဆောင်ကဏ္ဍကိုဆက်ပြီးတော့သဘောတူတာ2560ဆက်သဘောတူတယ်ဆိုတဲ့ဟာမျိုးပဲဖြစ်နေပါတယ်။ နိုင်ငံရေးပါတီတွေကသူတို့ပြောလို့ရှိတာပေါ့လေဒီလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ဘလောက်ပဲပြောပြောပေါ့လေအဲပြန်နေကြည့်လို့ရှင်တော့ဒီဟာကစစ်တပ်ကကျိုးဆွဲတဲ့ဒီရုပ်သေးရုပ်တွေလိုမျိုးဖြတ်နေတာပေါ့လေဒီရွေးကောက်ပွဲကဆိုတော့ဇာဒီတပတ်ဟုတ်ပါတယ်ဗျဟုတ်ကဲ့ရှင်အာဒီတပတ်ဆွေးနွေးမှုကိုဒီမှာပဲရနာခွင့်ပြုပါအချိန်လေးပြည့်ပြီဆိုတော့နောက်တစ်ပတ်ဒီမှာပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင့် လောကောမီဒီယာတွေဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်သေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။